ကျွန်တော်ရောက်နေတာဆိုလို့ရှိရင်ဒါ Washington DC မှာရှိတဲ့ No King ဒီအာနာရှင်အလိုမရှိစာရပြောက်ဘက်မှာရောက်နေတာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်လွတ်တော်ကြီးရဲ့ရှေ့ Pennsylvania Avenue မှာဖြစ်ပါတယ်။အခုဒီမှာဆိုလို့ရှိရင်စာနာပြတဲ့လူတွေကဒီနေ့ဆိုလို့ရှိရင်လူတသိန်းကျော်လောက်ရှိမယ်လို့စီစဉ်သူတွေကခံမှန်းထားပါတယ်။အခုဒီမှာသမရထွန့်ရဲ့ဒီ constitution ကိုဖွဲ့စည်းပုံစည်းမျဉ်းကိုချိုးဖောက်တာတွေအာဏာရှင်ဆန်တဲ့လောက်ရတွေကိုစန့်ကျင်တဲ့စာနာပြပွဲဖြစ်ပါတယ်။

this event is to celebrate democracy and to support it and to support the cause to rebuild it and, 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 prevent the formation of kings and autocracy. Well, I mean, all kinds of like economic policies and the tariffs um, are destroying this country. There are additional taxes and, they're, and it's regressive. Um, but I really don't support the uh, unlawful ways and the methods that he's using. I don't support the deportation efforts that he's taking. Uh, without due process, it, it's it, they might as well be concentration camps. Uh, no king. Uh, well, the, <laughs> this country was formed on the concept of escaping uh, a monarchy, um, and I honestly believe that Trump acts like he is going to be the king of this country, and we've got to stop it. This is the No Kings protest, and that stands for when this when the uh, United States was founded, we were getting rid of King George and uh, telling him that we didn't need his help. We were uh, going to be a government by the people and for the people. Uh, this is a democracy, and that's what we're here to stand up for. ဒီကတော့ no king ဆိုတာတော့ဗျာဒီကကဒီစကလုံးကတမိုင်းဝင်စကလုံးဒီ1900ကျော်ခုနှစ်တည်းကအမေရိကန်တမိုင်းမှာဘရင်စနစ်ကိုအလိုမရှိလို့ no king လှုပ်ရှားမှုဆိုတာရှိခဲ့တယ်အဲ့ဒီကနေမှဒီအမေရိကန်လွတ်လာရေးဆိုတာပေါက်ဖွာလာတာဖြစ်တယ်အဲ့တော့ဒီစကလုံးပြန်ယူပြီးလှုပ်ထားတာဖြစ်တယ်ဒါ no king ဆိုတာတော့သူက king ဆိုတာကတော့အဓိကတော့ authority ပေါ့နော် authoritarian ဒီအာဏာရှင်စနစ်ကိုအလိုမရှိဘူးဆိုတာကိုအဓိကပြောတာဖြစ်ပါတယ် Trump, baby, it's on. Donald Trump, baby, it's on. Donald Trump, baby, it's on. Donald Trump, baby, it's on. မြန်မာတရားအနေနဲ့ဘာဖြစ်လို့ဒီမှာပါဝင်ပြည့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ကအခုအမေရိကန်ပြည်ထောင်စုမှာရောက်နေတာဖြစ်ပါတယ်။ရောက်နေတော့ဒီအမေရိကန်ပြည်ထောင်စုမှာအခုဆန္ဒပြတဲ့လူတွေဆိုလို့ရှိရင်လည်းလူမျိုးပေါင်းစုံဒေသပေါင်းစုံကလာကြတာဖြစ်တယ်။ တော့ကျွန်တော်တို့ကလည်းကျွန်တော်တို့ဒီနိုင်ငံမှာရောက်နေတဲ့ဒီနိုင်ငံရဲ့အရေးနိုင်ငံရဲ့အရေးဒီနိုင်ငံရဲ့ကိစ္စတွေမှာကျွန်တော်တို့လည်းတာဝန်ရှိတယ်ပါရမယ်။ဘာလို့ဆိုကျွန်တော်တို့ဒီနိုင်ငံမှာနေတာ။အဲ့တော့အခုကဒီလောက်ရဆိုလို့ရှိရင်ကျွန်တော်တို့ဒီမြန်မာဒီမှာရွှေပြောင်းနေထိုင်တဲ့လူတွေကလည်းတိမ့်နဲ့တန်းနဲ့ချီပြီးတိမ့်နဲ့ချီပြီးတော့ရှိတယ်မြန်မာတွေ။နော်ဒီလူတွေကလည်းမဲပေးတဲ့သူတွေဖြစ်တယ်ကျွန်တော်မှတာဝန်ရှိတယ်ဒီနိုင်ငံရေးစနစ်ကိုနားလည်ဖို့လိုတယ်။အခုအမေရိကန်မှာဖြစ်နေတာကဒီမိုကရက်နဲ့ရီပပ်ဘလစ်ကန်နဲ့မဟုတ်ဘူး။ ဒါကဒီဒီမိုကရေစီစီးတွေပေါင်းတွေပွဲကြီးပုံ အုပ်ချုပ်တွေကစီးမင်းတွေကကြော်လွန်ပြီးတော့လုံနေတဲ့အစွန်ရောက်เนาะလူမျိုးဆွဲဘာသာဆွဲရှိတဲ့အစွန်ရောက်လောက်ရတယ်ဖြစ်နေတယ်ဒါကြောင့်မလို့အဲကျွန်တော်တို့ကဒီဒီ politically incorrect ပေါ့เนาะနိုင်ငံရေးရမမှန်တဲ့ဟာကိုဖြစ်နေတာကိုကျွန်တော်လက်ခံလို့မရဘူးဗမာရေးနေနဲ့မြန်မာနိုင်ငံသားတွေနေလဲဒါကိုသိဖို့လိုတယ်ဘာလို့ဆိုတော့ကျွန်တော်တို့နိုင်ငံကိုနိုင်တီဗလင်အာနာရှင်စနစ်ကိုစန့်ကျင်တော်လှန်နေရတဲ့နိုင်ငံဖြစ်တယ်အဲ့တော့ဒါကဒီနိုင်ငံမှာလဲကျွန်တော်တာဝန်ရှိတယ်ဒါကြောင့်ကျွန်တော် ပမာတယောက်အနေနဲ့လာပြီးတော့ဒီဆန္ဒပြဝင်မှာပါတာဖြစ်ပါတယ်။